ခုဒီဘက်မှာရှင်ပြိုင်ကစားမယ်နိုင်ငံတကာပွဲစဉ်တွေမှာ national team တွေအတွက်ရွေးချယ်ခံခဲ့ရတဲ့ Manchester United ကစားသမားများ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါ။ Cookies the football show အနေနဲ့ကျွန်တော်ကခတ်မှာဒီလိုလေးမှာတော့ဒီတစ်ပတ်ရှင်ပြိုင်စားမဲ့နိုင်ငံတကာပွဲစဉ်တွေမှာသက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အလိုက်ရွေးချယ်ခံခဲ့ရတဲ့ Manchester United ကစားသမားတွေကိုကျွန်တော် sharing လုပ်သွားမှာပဲဖြစ်ပါတယ်။ ဆိုတော့ပထမဆုံးတယောက်ဘရူနိုဖာနက်ပေါ်တူဂီလရွေးစဉ်အတင်းကရွေးချယ်သွားပါတယ်ဒါကတော့အများတန်းလူလူရွေးချယ်နေကြကစားသမားတယောက်ဖြစ်တဲ့အတွက်သိတော့အထူးတလဲတော့မဟုတ်ပါဘူးအဲ့တော့ဘရူနိုဒီပေါ်တူဂီလရွေးစဉ်အတင်းမှာအခုလာမဲ့ကဘာဖလားအတွက်လည်းရွေးချယ်ခံရဖို့အတွက်တေချာတလောက်ရှိပါတယ်ဘရူနိုဖာနက်ဒက်စ်လိုကစားသမားမျိုးကအကောင်းဆုံးအသက်ရွယ်အကောင်းဆုံးအချိန်ရောက်နေတဲ့အတွက်ပေါ်တူဂီလရွေးစဉ်အတင်းကလည်းဘရူနိုဖာနက်ဒက်စ်ကိုခြံထားမှာမဟုတ်ပါဘူးโอเคနောက်တစ်ယောက်တက်ကက်စမီရိုအော်ကက်စမီရိုဒီ အခုနောက်ပိုင်းပြလာတဲ့စွမ်းဆောင်ရည်ကြောင့်ဘရာဇီးလေပြည်စင်အတင်းကလုံးဝမေ့ထားလို့မရတော့တဲ့ကစားသမားတစ်ယောက်ဖြစ်နေပြီ။ဒီပလိုင်းမစ်ဖီလ်ဒါတစ်ယောက်အဖြစ်ယူနိုက်တက်အတင်းရဲ့ကွင်းလယ်မှာအကောင်းဆုံးခြေသွမ်းပြသနိုင်ုံသာမကဘဲနဲ့ဘရာဇီးလေပြည်စင်အတင်းမှာလည်းသူ့ရဲ့အသက်အရွယ်နဲ့မလိုက်ဖက်အောင်ခြေသွမ်းပြသနေစေကစားသမားတစ်ယောက်ဖြစ်ပါတယ်။ဆိုတော့ဒီ2026ကဘာဖလားကက်စမီရိုအတွက်နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဒီစွမ်းဆောင်ရည်အတိုင်းသာအခုဘောလုံးရသည်ပြီးတဲ့အထိစွမ်းဆောင်နိုင်အောင်မယ်ဆိုရင်ကက်စမဲရိုကလည်းဘရာဇီးလက်ရွေးစင်အသင်းရဲ့2026ကမ္ဘာဖလားလူစည်းမှာ ပါဝင်လာဖို့ဆိုတာသိကြသလောက်ဖြစ်ပါတယ်။နောက်ထပ်တစ်ယောက်မာသီးယပ်စ်ဒလစ်တ်နယ်သာလန်စ်လက်ရွေးစင်အသင်းကရွေးချယ်သွားပါတယ်။ဒလစ်ကလည်း United အသင်းရဲ့နောက်တန်း၃ယောက်ကစားပုံမှာဒါစွမ်းဆောင်ရေးအကောင်းဆုံးနဲ့အတည်ငြိမ်ဆုံးကစားသမားလို့ပြောရမယ်။ ဲ့တော့ကြောင့်မာဒီယက်စ်တလစ်ကလည်းနယ်သာလန်လူရွေးစဉ်အသင်းရဲ့အမာခံပွဲထွက်ကစားသမားအဖြစ်ရွေးချယ်ခံအောင်မှာပါဘရူနိုဖာနက်ဒက်စ်တို့ကက်စမီရိုတို့ဒလစ်တို့ဆိုတာ2026ကမ္ဘာဖလားလူစည်းရင်းမှာတေချာတလောက်နီးပါပါဝင်နိုင်တဲ့ကစားသမားတွေလည်းဖြစ်ပါတယ်။နောက်တစ်တရားကတော့ဘန်ဂျမင်ရှက်ရှ်ကိုစလိုဗေးနီးယားလက်ရွေးစင်အသင်းကရွေးချယ်သွားခဲ့ပေမဲ့ရှက်ရှ်ကဒဏ်ရာပြဿနာရှိနေတဲ့အတွက်ကြောင့်နိုင်ငံလက်ရွေးစင်အသင်းနဲ့ ်ပူးပေါင်းမှာမဟုတ်ဘဲနဲ့ကာရင်တန်မှာပဲယူနိုက်တက်အသင်းနဲ့တူအပေါ်သားလေးချင်ရင်တွေကိုဆင်းသွားမယ်လို့သိရပါတယ်အဲဒါကြောင့်ရှက်စကူကတော့စတိုဗေးနီးယားလက်ရွေးစင်အသင်းမှာပါဝင်ကစားမှာမဟုတ်ပါဘူးဒါကလည်းယူနိုက်တက်အတွက်ကောင်းတယ်ဗျ National Team မှာကစားပြီးကမှဒဏ်ရာပြဿနာကြီးကြီးမားမားရသွားရင်အသင်းကတိုင်ပတ်အောင်မယ်အဲ့တော့ဘန်ဂျမင်ရှက်စကူဒီလက်ရှိအခြေအနေယူနိုက်တက်နဲ့အံဝင်ဖို့အတွက်ရုန်းကန်နေရစေဆိုကမှဒီဒဏ်ရာပြဿနာရရှိလာမှုကအနည်းနဲ့များတော့စိုးရိမ်စရာရှိတယ် သင်းကအံဝင်ဖို့အတွက်ဆိုရင်ကစားသမားတယောက်ကိုအချိန်ပေးရတယ်အချိန်ပေးမယ်ဆိုကမှဒဏ်ရာရတယ်ကြံ့ခိုင်မှုမပြည့်ဘူးဆိုရင်လုံးလေချာလေလိုက်နေပြီးတော့ဒီဘောလုံးရသည်တရားသည်လုံးဘာမှမသိပဲဖြစ်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်ကစားသမားတယောက်ရဲ့ဒဏ်ရာပြဿနာကြံ့ခိုင်မှုဆိုတာအရင်အရေးပါတယ်လို့ပြောတာပါလက်ရှိချိန်မှာနိုင်ငံလေပြည်စင်အသင်းနဲ့မပူပေါင်းပဲမိခင်ကလပ်မှာရှိနေတာကတော့ဘန်ဂျမင်ရှက်ရှ်ကိုအတွက်အကောင်းဆုံးလို့ထင်ပါတယ်ဒါပေမဲ့ ရှက်ရှကိုက National Team နေရာတနေရာအတွက်အလောက်ထိစိုးရင်စရာမလိုဘူး Slovenia လေရွေးစဉ်အသင်းမှာကစားသမားကောင်းမြတ်စားမရှိတဲ့အတွက်ကြောင့်2026ကမ္ဘာပလာအတွက်တိတ်စိုးရင်နေစရာမလိုပါဘူးတိုက်စစ်မှုတနေရာမှာ Benjamin Shesko ကိုမရွေးဘူးဆိုရင်လက်ရှိအချိန်မှာ Shesko လောက်ကောင်းတဲ့ Slovenia တိုက်စစ်မှုဆိုတာမရှိသလောက်ပဲပေါ့နော်အဲ့ဒါကြောင့်လက်ရှိဒန်ရနေတဲ့အချိန်မှာဒါခဏလောက် ပြန်ပြီးတော့နားနေရတာရှိပြီးတကယ်တမ်းပြိုင်ပွဲတွေပြိုင်မယ်ဆိုရင်ဆလိုဗေးနီးယားလက်ရည်စင်အသင်းမှာဘန်ဂျမင်ရှက်ရှ်ကိုကတေချာပေါက်ရွေးချယ်ခံရမယ်ကစားသမားဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့မက်ဇရာဦးရီပါ။မက်ဇရာဦးရီကိုမော်ရိုကိုလက်ရည်စင်အသင်းကရွေးချယ်သွားပါတယ်။ ဒါကလည်းစလိုဗေးနီးယားနဲ့အလားတဏံတော့တူပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမော်ရိုကိုတို့စလိုဗေးနီးယားတို့ဆိုတာအင်္ဂလန်လေရွေးစဉ်ဘရာဇီးလေရွေးစဉ်စတဲ့တကယ်အသင်းကြီးတွေလို့ကစားသမားကောင်းမျောင်များစွာမရှိဘူး။နည်းနည်း image GB profile မြင့်တဲ့ကစားသမားတွေကိုပုံမှန်လိုလိုခေါ်ရလေရှိပါတယ်။မက်ဒရာဥရီကလည်းကမ္ဘာဗလာ squad မှာတေချာပေါက်ရွေးချယ်ခံရမယ့်ကစားသမားပေါ့နော်ဒါပေမဲ့လည်းဒိုင်ယာပြဿနာကြီးကြီးမားမားမရဘူးတော့လိုပါတယ်ဒိုင်ယာပြဿနာကြီး ਨੇ ရွေးသွားတဲ့ကစားသမားရဲ့လည်းကျွန်တော်တို့တမိုင်းအစ်စင်လာတွေမှာအများကြီးမြင်ခဲ့ရဘူးတယ်ပေါ့နော်ဆိုတော့မက်ဇရာဦးရီဒီမော်ရိုကိုအသင်းမှာရွေးချယ်ခံခဲ့ရတာတော့ဒါပုံမှန်ပါပဲနောက်တစ်ယောက်ကတော့ဒီယိုကိုဒါလုတ်ပါဒါလုတ်ကလည်းပေါ်တူဂယ်လရွေးစဉ်အသင်းမှာရွေးချယ်ခံခဲ့ရပါတယ်နောက်ထပ်တစ်ယောက်ကတော့ Brian Ambumo ကင်မရွန်းလရွေးစဉ်အသင်းမှာရွေးချယ်ခံခဲ့ရပြီး Brian Ambumo အနေနဲ့ ကင်မရွန်ရဲ့အကောင်းဆုံးမျှော်လင့်ချက်ကစားသမားလို့ဖြစ်လာနိုင်တယ်ဗျ။ဘာကြောင့်လဲဆိုတော့လေအမ်ဘူမိုဒီပြီးခဲ့တဲ့အော်တိုဘာလတစ်လလုံးရဲ့ပရီးမီးယားလိအကောင်းဆုံးကစားသမားဆုကိုလည်းသူရခဲ့တယ်။မန်ချက်စတာယူနိုက်တက်မှာလည်းခြေစွမ်းပြနေတဲ့အခါကင်မရွန်လေပြည်စင်အတင်းဟာဘရိုင်းယန်အမ်ဘူမိုလိုကစားသမားမျိုးမှာအာမကူရင်တခြားကစားသမားကိုအားကိုးစရာမရှိတော့ဘူးအဲ့တော့အမ်ဘူမိုလိုကစားသမားမျိုးကတော့တည်ကြတယ်ဗျ2026ကဘာဗလာကင်မရွန်လေပြည်စင်အတင်းရဲ့လူစည်းမှာပါဝင်လာမှာပဲ ဟုတ်ကဲ့ကျွန်တော်ညီကိုတွေဘလုံးပွဲကစားခြင်းနဲ့ဆိုရင်ဒေါ်ဂျက်စီမှာမောင်ငါ6အိုင်ဘတ်89 9ဒလုံးမစ်စတိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုခြေတွေနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 893 180 380မှာဆက်သွယ်ဆုံးစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคနောက်တစ်တရားကတော့မာဒီယက်စ်ကူညာဖြစ်ပါတယ်ကူညာကလည်းဘရာဇီးလရွေးတဲ့အသင်းမှာရွေးချယ်ခံခဲ့ရပါတယ်နောက်တစ်ယောက်အယ်တီဘီအန်ဒါတူရကီလရွေးတဲ့အသင်းကရွေးချယ်သွားပါတယ်ဒါကျွန်တော်အပေါ်မှာပြောပြီးသလိုပေါ့ဘယင်းဒါရောဘန်ဂျမင်ရှက်ရှ်ကိုရောမဇရာဦးရီရောဆိုတာ တို့တွေရဲ့သက်ဆိုင်ရာလက်ရွေးစင်အသင်းတွေမှာတကယ် popular ဖြစ်တဲ့ကစားသမားတွေ profile မြင့်တဲ့ကစားသမားတွေဖြစ်တဲ့အတွက်မရွေးချယ်လို့မရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ပေါ်တော့ကွေနည်းနည်းပဲရာသီတိုင်အောင်ပြဿနာမရှိဘူး။လက်ရွေးစင်အသင်းတွေကတော့လေးချင်ရုပ်ကမှလေးချင်ထားတဲ့ဆွမ်းဆောင်ရည်ပဲဖြစ်ဖြစ်ဗျာပြဿနာမရှိဘူးရတယ်။တို့ရောရွေးမှာပဲ။တော်တော်တကယ်ကစားသမားကောင်းပေါ်များတဲ့ အင်္ဂလန်လူရင်းစင်အသေးမျိုးကြတော့ပရတခွင့်မရရင်ရွေးမှာမဟုတ်ဘူးဗျအခုဗျာကိုဘီမိန်းနူးကိုရွေးချင်ပေမဲ့မိန်းနူးတဲ့ပိုကောင်းတဲ့ကစားသမားတွေပရတခွင့်ရတဲ့ကစားသမားတွေအများကြီးပဲအထမ်မွာတန်တို့အီလီယာအာနဆင်တို့သိရမလားဒီကစားသမားတွေပဲရွေးမှာပေါ့အဲ့တို့ကြောင့်မိန်းနူးကတော့ LDBNR ကိုရှက်ကိုနဲ့ situation ချင်းမတူဘူးသူ့အနေနဲ့ပရတခွင့်ရပြီးခြေသွမ်းပြနိုင်မှုအရေးကြီးပါတယ်နောက်တရကတော့ Patrick Dorgu ပါ Damage လေးရွေးတဲ့အသင်းကရွေးချယ်သွားပါတယ် အမဒီယာလိုကတော့ Ivory Coast လက်ရွေးစင်အသစ်မှာရွေးချယ်ခံခဲ့ရပါတယ်။နောက်တစ်တင်းကတော့ကျွန်တော် Lemons ပေါ့နော်။ဒီ Belgium လက်ရွေးစင်အသင်းကသူ့ကိုရွေးချယ်သွားပါတယ်။အရင်ကတော့ Belgium U21 အသစ်မှာကစားခဲ့တာပါ။ဒါပေမဲ့ Belgium လက်ရွေးစင်အသင်းကရွေးချယ်သွားတဲ့အတွက် Belgium အသင်းရဲ့အနာဂတ်ကိုယ်တော်မှာတရားအဖြစ် Lemons ကိုရှုမြင်ထားလို့ရပြီပေါ့။ တော့ Belgian Lewin အသင်းအသင်းမှာဂိုးသမားကောင်းမြောက်များစွာပေါ်ထွက်ခဲ့ဘူးတယ်လက်ရှိချိန်မှာလည်းဂိုးသမားကောင်းနေအများကြီးပဲအဲ့တော့ Lemons အနေနဲ့ပရခွင့်ဂိုးသမားတနေရာကို National Team မှာမတိကြဘူးဆိုပေမဲ့လည်းသူ့ရဲ့အသက်အရွယ်နဲ့ဆိုရင်နောင်လာမယ့်အနာဂတ်တွေမှာအများကြီးမျှော်လင့်လို့ရတဲ့ Belgian Lewin ဂိုးသမားဖြစ်လာနိုင်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ National Team ပေါ့နော်လေရွေးစင်အသင်းကြီးမှာရွေးချယ်ခံခဲ့ရတဲ့ကစားသမားတွေပြောပြီးသွားပြီဆိုတော့ဒီတစ်ခါတက်တန်းလိုက်အသင်းတွေမှာရွေးချယ်ခံခဲ့ရတဲ့ကစားသမားနှစ်ယောက်ကိုကျွန်တော်ဆက်ပြီးတော့ပြောပြချင်ပါတယ် ်ပထမတစ်ယောက်ကတော့ပြင်သစ် U21 အသင်းမှာရွေးချယ်ခံခဲ့ရတဲ့ Liniero ဖြစ်ပါတယ်ယူရိုကတော့ United အသင်းမှာစွမ်းဆောင်ရေးပိုင်းအရင်မတည်ငြိမ်တဲ့ပုံတံတန်မျိုးဖြစ်ပါတယ်လေပြေးစင်အသင်းကြီးမှာရွေးချယ်ဖို့အထီလောက်လဲ Liniero ကအဆင်ပြေတယ်ဆိုရင်တော့သူ့ထက်ကောင်းတဲ့ကစားသမားတွေရှိတယ်ဗျာ အခုပြင်သစ်နောက်တန်းလူတွေကိုကြည့်ကြည့်ဝီလျံဆလီဘာတို့ကိုနာတေးတို့ဥပမီကာနိုတို့လူကီဘာတို့စသဖြင့်ပေါ့လေလီနီယိုတက်ပိုတည်ငိမ့်နေမမချာချာပိုဆော့နိုင်တဲ့ပလေယာတွေကြီးပဲအဲ့အတွက်ကြောင့်ပြင်သစ်လက်ရွေးစင်အသင်းအတက်ဆိုင်ပြင်သစ် U21 အသင်းကပဲလီနီယိုကိုရွေးချယ်သွားရလို့တော့ကျွန်တော်ထင်ပါတယ်အနောက်ဆုံးတရားကတော့ကျွန်တော်ချီရို OB ဖြစ်ပါတယ်။အချီရို OB ကိုတော့ Damage U20 အသင်းကရွေးချယ်သွားတာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ ဒီတပတ်ရှင်ပြိုင်ကစားမဲ့နိုင်ငံတကာပွဲစဉ်တွေမှာ national team တွေကနေရွေးချယ်တော်ကောက်သွားခဲ့တဲ့ Manchester United ကစားသမားတွေဖြစ်ပါတယ်။လက်ရွေးစဉ်ကစားသမားအများစု United အသင်းရဲ့ပရိုခွင့်နေရာမှာပါဝင်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျ။ကျွန်တော်ညီကိုတွေရောအခုလိုနိုင်ငံလက်ရွေးစဉ်အသင်းကရွေးချယ်ခံခဲ့ရတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးတော့မှတ်ချက်တစုံတရာပြီးကျင်တာရှင် comment မှာရေးသားသွားလို့ရပါတယ်။အခုတော့နှုတ်ဆက်ပြရစီခင်ဗျ။ကျေးဇူးများကြီးတင်ပါတယ်။